အေးမြကြည်နေတဲ့ခံစားမှုအသက်ကြိုက်တယ်။ရောင်းညာနေတဲ့မျက်လုံးအတွက်ဗီရိုတုတ်ခုနိုဝင်ဘာလ20ရက်နေ့ဟာ ကဘာတလွားကစန့်ကျင်ဘက်လင်းလို့နေထိုင်သူတွေအတွက်အမတ်တရအနေနဲ့အောက်မေ့သတိရတဲ့နေ့လည်းဖြစ်ပါတယ်။လှဲရန်မီးပွိုင်းကနေစိမ့်လန်းဆိုပြေရှိသည့်လမ်းလျှောက်ခဲ့ကြတာဖြစ်ပြီး Transcender Day of Remembrance အဖွဲ့ကလူ150ကျော်လဲငိမ့်ချဲစွာလမ်းလျှောက်ပွဲမှာ ပါဝင်ခဲ့ပါတယ်။လူရဲလို့ဖြစ်လာရင်ခွဲခြားဆက်ဆံတာအကြမ်းဖက်တက်ဖြတ်တာစော်ကားတာတွေဆိုတာမရှိသင့်ပါဘူး။ ကျမကတော့ဒီမြန်မာနိုင်ငံမှာမဟုတ်ပါဘူးเนาะဘယ်လိုလူတန်းစားမျိုးပဲဖြစ်ဖြစ်ကျမတို့လူရယ်လို့ဖြစ်လာရင်လူကိုလူလို့ပဲမြင်စီချင်ပါတယ်။လူလူချင်းအကြမ်းဖက်တာအနိုင်ကျင့်တာတက်ဖြတ်စော်ကားမှုတွေကိုကျမတို့ကအဲ့ဒါတွေကိုတော့မလိုလားပါဘူးเนาะဒါကတော့ကျမတို့ဟိုကျမတို့ရဲ့စိတ်ထဲမှာနေပြောနေရတယ်မဟုတ်ပါဘူး။ကျမတို့ငွေကလေးကကျမတို့ဆုံးမခဲ့တယ်။ဖယားဟောတရားကြီးလည်းရှိခဲ့တယ်။ညီမျိုးဆိုကျမတို့ရှိခဲ့တယ်။ဘဲဘာသာဝင်ဘဲလူမျိုးပဲဖြစ်ဖြစ်ပေါ့เนาะကျမတို့ဓာတ်မျိုးရှိပါတယ်။ဘယ်သူလူတူတူတယောက်ကိုမှနိုင်ကျင့်ချက်ဖက်စော်ကား ချင်းကိုပြရဦးဆိုတဲ့ဟာကျွန်တော်တို့ဒါရှိရပါတော့။အဲ့ဒါလေးတွေကျွန်တော်တို့ကသိစေချင်တာပါပဲနော်။စန့်ကျင်ဘက်လိန်လိုနေထိုင်ပြီးတေဆုံးခဲ့တဲ့သူတွေကိုသတိရစီတန်းလှည့်လည်ခြင်းအပြင်ပြည်သူတွေသိလာပြီးတရားဥပဒေမှာ LGBT အတွက်ဒဏ်မှုညီမျှမှုရှိတယ်လို့လူတွေကိုလူလိုပဲမြင်တတ်စေချင်တယ်လို့ရှင်းသက်ကဆိုပါတယ်။ ဒီနေ့ဟာကဆန္ဒပြမှုတစုံတရာလုံမှာမဟုတ်ဖ ೇನೆ မိမိတို့လိုစန့်ကျင်မဲ့လင်ကဲတို့ပြောင်းလဲဝစ်ဆင်သူတွေအပေါ်မှာအကြမ်းဖက်ခံလို့တည်ဆုံသွားခြင်းကိုပြည်သူလူထုတွေနဲ့သိရှိပြီးတော့တရားဥပဒေမှာလည်းနိုင်ငံသားချင်းတူတူ LGBT ပဲဖြစ်ဖြစ်တာမန်ယောက်ျားမိန်းမပဲဖြစ်ဖြစ် ဒီလူတွေနဲ့တန်းတူညီမျှဖြစ်အောင်သတိပြုမိလောင်လေးကိုဒါ message ပေးတဲ့အနေနဲ့ဒါစီတက်အာစီတက်ဆန္ဒပြုကြခြင်းဖြစ်တယ်အနေနဲ့ရဲရဲမှာရှိနေတဲ့ LGBT တွေအပေါ်မှာလူသားဖြစ်ခံယူပြီးတော့မှရှုမြင်တဲ့သူတွေကလည်းဒီလိုပွဲမျိုးမှာပူပေါင်းပါဝင်ပေးဖို့ဖိတ်ခေါ်ပါရစေကျေးဇူးတင်ပါတယ်တေဆုံးသောသူတွေကိုအောက်မေတ္တရာဆူတောင်းပွဲကိုလည်းလမ်းလျှောက်ပွဲ အပြီးမှာပြုလုပ်ခဲ့ပါသေးတယ်။စန့်ကျင်ဘက်လိန်တွေရဲ့တေဆုံးသွားတဲ့သူတွေအကြောင်းမြမပြည်သူလူထုကိုအသိပေးဖို့နဲ့ လိုက်ရောပေးကြဖို့ရည်ရွယ်ပြီးပြုလုပ်တာဖြစ်ပါတယ်။ ကျွန်တော်တို့ဒီနှစ်မှာလည်းကျွန်တော်မြန်မာနိုင်ငံမှာအဓိကတော့ကျွန်တော်လူထုလူထုအသိပညာပေးပေါ့နော်ဆိုတော့ဒါလေးကိုကျွန်တော်တို့လုပ်ဖို့အတွက်ဒီနေ့မှာကျွန်တော်ခီးတူလေးလမ်းလျှောက်တဲ့ဟာလေးပေါ့နော်ငင်းငန်းစွာနဲ့ကျွန်တော်တို့စူးစီးပြီးတော့လမ်းလျှောက်တဲ့ဟာဖြစ်တယ်။အော်ဒီနေ့မှာကျွန်တော်တို့ဟိုကြွေးကြော်တန်တွေဘာတွေတောင်းဆိုတာညာတွေတောင်းဆိုတာမျိုးကျွန်တော်တို့မျိုးရှိပါအောင်ဒါပေမဲ့ကျွန်တော်တို့ဖြစ်စေခြင်းနဲ့ကျွန်တော်တို့ဆန်နာပေါ့နော်ဟိုဒီဒီလူထုကိုကျွန်တော်တို့ဒါလေးတွေကိုတော့လိုက်ရောပေးပါဆိုတဲ့အတဲဆက်ချက်တော့ကျွန်တော်တို့ရှိရပေါ့နော်အဲဆက်ချက်ကတော့ကျွန်တော်စာစီထားတာရှိရကျွန်တော်တို့ပဇက်နဲ့တော့မပြောချင်ဘူးကမှားသွားတာလွဲသွားမျိုးဖြစ်မှာဆိုစာစီထားလीလို့ရှိရဆိုအဲဆက်ချက်နဲ့ကျွန်တော်တို့ဒီနှစ်မှာ လမ်းလျှောက်ပွဲလေးလုပ်တာဖြစ်ပါတယ်